အားလည်းရှိပြည်ရေးဝင်ပြည်ရေးဌာနမှာပေါ့တော်မထမ်းဆောင်နေတဲ့အရာရှိတယောက်ကနေပြီးတော့ငါကိုဆက်လာတယ်။ကျမရဲ့ပြောဆိုမှုတွေတကလည်းရှိအစိုးရပေါ်မှာနေငယ်အနေငယ်ပေါ့အချင်းညိုပြစင်းနေတဲ့အတွက်ကျမကိုအော်တတိပြည့်တဲ့ဆိုတဲ့သဘောပေါ့နော်။အင်းညိုခံချင်ရင်တော့ချင်းညိုနိုင်လောက်တဲ့အရေးရှိရှိအောင်ချင်းညိုနိုင်အောင်နေဖို့တော့လိုတာပေါ့နော်။ကိုကတည်းကချင်းညိုခံချင်ရင်ကိုကိုယ်တိုင်ကသီလသမားတွေတိတ်ခါမိခင်ဆရာမိခင်တရား၁၀ပါးနဲ့ပြီးဆုံးအောင်အုပ်ချုပ်နိုင်မှပြည်သူကချင်းညိုတဲ့လူလူကောင်းတော့တယောက်ဖြစ်နိုင်မှာပေါ့နော်။ဟုတ်ကဲ့အချို့ကလား re-election ခေါ်တယ်နော်ဒီပေါ်ပဲကာလ election day ဒီပေါ်ပဲပြီးသွားတဲ့ကာလ post election အဲ့ဒါပြီးတော့ထွက်လာတဲ့ဂျလာတင်ဒီရင်ဒီပါကလက်ခံတဲ့ legitimacy ဘယ်လိုလဲရလေကပြည်ပြည်ပါလက်ခံတယ်မင်းတို့စစ်တပ်ကလက်မခံမဲ့အာဏာသိမ်းမယ်ဆိုလည်းထည့်ပြောပါအောင်ဟာဒါတော့ကျွန်တော်တို့ဒီချင်းတွင်းပြည်ထဲမှာနေမြရှင်းလင်းလုပ်နေတာကြာအဲ့တော့တိုက်သွားတာဒီမှာတော့ကျွန်တော်တို့ရှိသေးတယ်ကောင်းနေရတာလေဒီကောင်တွေကဒီပေါ်မှာသူတို့ကစက်ကြီးတွေကောင်းတယ်ကောင်းနေတော့တော့ ေးစားတွေးမယ်ဗျာနော်အကောင်းနေရတာလေကျမတို့ဒီကိစ္စတွေရှင်းနေမှုတွေတောင်းချောက်လုပ်နေတာကျမရဲ့ကျောဆိုးဦးတကောင်ကအခုလိုမျိုးရှင်းလင်းမှုတွေလုပ်နေတဲ့အဲဒါကိုနေပြည်ရှင်းနေမှသူလိုက်သွားတယ်ဆိုပြီးတော့ဝါရဖြစ်နေပြီးတော့ပုံကောင်တင်းချမှာဖြစ်ပါတယ်ဒီဗီဒီယိုကတကယ်တော့သူ့ဘာသူလျှောက်သွားနေတာကိုပြင်ထားဖြစ်ပြီးတော့ဒီလိုမျိုးတင်နေဆိုတာကလည်းသူတို့နေပြည်တော်ကိုပြင်ရောက်တဲ့ချိန်မှသာပြင်ပြီးတော့တင်နေတဲ့ချိန်ဒီတစ်ခုကဟိုကြောင့်ကိုယ်နဲ့သွားတော့သွားခဲ့ပြီးတော့ဗီဒီယိုလေးရိုက်ပြီးတော့ငါတို့နေပြည်တော်မှာတင်မယ်ဆိုတဲ့ဗီဒီယိုတစ်ခုကလည်းအောက်ကတော့သိရှိရပါတယ်ခင်ဗျားတို့ပါတီကိုလောကမြစ်တာလည်းမရှိဘူးဟမ်ကိုကြီးလာတယ်လည်းမရှိဘူးတပ်တီလည်းမရှိဘူးသူတွေလည်းမရှိဘူးဟမ် အဲ့တော့ကျွန်တော်ပါတီကဘာလုပ်နေလဲဆိုတော့ပြင်မှာကြောက်နေကြတာရေဟုတ်လားပြီးတော့ကိုကျိုးစည်းဝါးခင်ဗျပါတီစုမျိုးစည်းဝါးလို့ကိုကျိုးစားနေတာကျွန်တော်ချက်ချရတယ်နော်ခင်ဗျားတို့ဒီဒါပြီးပါတီထောင်ပြီးတော့စည်းဝါးလုံစားဖို့ဆင်တော့ကတော့ခင်ဗျားတို့ပါတီထောင်လို့ဆိုတော့ရှက်ဖို့လည်းကောင်းတယ်ကိုယ့်ကိုယ်လည်းရှက်ကြအောင်ဘယ်ပါတီလဲကျွန်တော်သိတယ်နော်မပြောသေးဘူးဒီပါတီထောင်ပြီးစည်းဝါးလုံစားနေတယ်တဘုံကြီးရေတူလာနေပြီရှိနေပြီလို့လေဒါတော်တော်ဆိုးရတဲ့ကိစ္စပဲ ဒေါ်လာမျိုးတွေအားလုံးပဲငလင်ပေးနဲ့မေးပေးတယ်မှာများသောကင်းဝေးကြပါသေးလို့ဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျစ်ရီပရိုဒူရှင်ချန်နယ်လေးကပြန်လဲကြိုဆိုင်ပါတယ်ဗီဒီယိုလေးရီရှင်မလို့သွားပေးမှာတော့ယနေ့မေလ15ရက်နေ့ရဲ့ညပိုင်းအထိနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချို့ဖော်ပြပြသဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲအုံဒီကြည့်ရှုပေးဖို့ဒီနေရာကနေပြီးတော့ထက်မှန်တောင်းဆိုလိုက်ပါတယ်ပထမဆုံးသတင်းပို့အနေနဲ့ကတော့အားလုံးသိကြတဲ့အတိုင်းပဲအချိုင်းမြန်မာနယ်စပ်ဤမှာရှိတဲ့တာလဲစစ်ပြွာစကန်သိန်းတိုက်ပွဲမှာတော့ စစ်ကောင်စီရဲ့ဒူတရင်မှုနဲ့အဖွဲ့တွေကထွက်ပြေးလွတ်မြောက်နေလို့ KNU ကလိုက်ဖမ်းနေတယ်လို့သိရပါဗျ။ဗိုလ်ကြီးပအဝင်စစ်သား9ကတော့သေဆုံးပြီးမပြေးနိုင်ပဲကြံခဲ့တဲ့နေသားတကူကိုလက်နက်ခဲရည်နဲ့ရရှိခဲ့တယ်လို့သိရှိရပါဗျ။ဒါဟာကင်းပြီးနဲ့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တာလဲစစ်တပ် viewer scan သိမ်းတိုက်ပွဲမှာစစ်ကောင်စီဒုတင်ရင်မှုလွတ်မြောက်နေပြီး KNU ကလိုက်ဖမ်းနေပြီးရင်း scan သိမ်းတိုက်ပွဲမှာဗိုလ်ကြီးပအဝင်စစ်သား9ဦးတိစုံကလက်နက်ခဲမဲ့ရရှိကြောင်း KNU ကထုတ်ပြန်လိုက်တာဖြစ်ပါတယ် မေလ13ရက်နေ့ည9:00နာရီချိန်မှာ KNU အုပ်ချုပ်မှုနေပြီးထိုင်းမြန်မာနယ်စပ်ဤစစ်ကောင်စီတပ်ခလာရနှစ်လေးနဲ့အမြောက်တပ်အမတ်3တပ်တို့အခြေစိုက်ထားတဲ့ညာကျိုးခေါ် တာလေဖြစ်ပြီးွာစကန်ကိုမျိုးသားလူမြောက်ရေးနှစ်တုံညနှင်ကကိင်မျိုးသားလူမြောက်ရေးတမတော် KN လေးကိင်မျိုးသားကကွေးတဲ့ KND တို့ကပြီးတော့ပြန်လည်သိမ့်ပိုက်ခဲကြောင်းသိရှိရတာဖြစ်ပါတယ်အဲ့လိုစကန်သိမ့်ပိုက်စမှာတော့အချမ်းပတ်စစ်ကောင်စီမြောက်တမပူကြီးတူပောင်းဝင်စစ်ကောင်စီတပ်သား၉ဦးတည်ဆုံးခဲ့ပြီးကလာရနှစ်လေးဒုတိယမှာတော့ထွက်ပြေးလူမြောက်တွေရရှိသဖြင့်တော်လိုင်းရေးတမကထွက်ပြေးလူမြောက်သွားသောစစ်ကောင်စီတပ်သားများကိုလိုက်လံဖမ်းဆီးလျက်ရှိကြောင်းသိရှိရပါတယ် KND ကပြန်လည်သိမ့်ပိုက်ထားသောတလက်စကန်မှာ1986ခုနှစ်မှာမြန်မာစစ်တပ်ကစတင်တိုက်ဆောက်ခဲ့ပြီး၎င်းတို့စတင်တိုက်ဆောက်သည့်အချိန်မှာစပြီးနီးပတ်ဝန်းကျင်မှာရှိတဲ့ကြီးရမြ များမှပြည်သူလူထုများနေဖြင့်လွတ်လပ်စွာသွာလာလုတ်ကန်ရှာဖွေစားတော့ခွေများဆုံးရှုံးခဲ့ရာကြောင့်ရေစကန်ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့်အတွက်အနီးအနားရှိကျွေးရများနေဖြင့်မူလချီနီများတိုင်းပြန်လည်လုတ်ကန်ရှာဖွေစားတော့နိုင်တော့မည်ဖြစ်ကြောင်း KNU ကလည်းဆိုထားပါဗျ။အခုနောက်နောက်ပိုင်းမှာတော့ KNU တများဟာတိုင်းမြန်မာနယ်စပ်ဤ1ကီလိုမီတာအကွာမှာရှိတဲ့မော်ဖိုကေစစ်တပ်စခန်းကိုလည်းစတင်တိုက်ခတ်လျက်ရှိပြီးဒေသပြည်သူ414ဦးလည်းတိုင်းနိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရှိရပါဗျ။နောက်ထပ်သတင်းတို့မှာတော့ဘဝဘေးရည်ကြုံလာပါကပြည်သူများကိုရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက် ိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ဝယ်ယူခဲ့သောနိုင်ငံပိုင်ရဟရင်ကိုစစ်တပ်ကလွှဲပြောင်းရယူလိုက်ပြီးဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ဘော်ဘီအန်ဒီရဲ့ကြုံလာရင်ပြည်သူတွေကိုရှောက်ပွေကယ်ဆယ်ဖို့ဆိုပြီးတော့မေစုကိုယ်တိုင်ဝယ်ထားခဲ့တဲ့လေယာဉ်ကိုလက်ရှိမှာစုရင်တော့မင်းအောင်လာဟင်သူတို့ရဲ့တရားဝင်စစ်တပ်ကပိုင်ဆိုင်တာဖြစ်ကြောင်းတစ်စိတုံးရိုက်နှက်ပြီးတော့ပြန်ခဲ့တာဖြစ်ပါတယ်။2020ခုနှစ်အောက်တိုဘာလ30ရက်နေ့ညနေပိုင်းမြန်မာနိုင်ငံကိုရောက်ရှိခဲ့တဲ့နိုင်ငံပိုင် AW 139 မျိုးဆက်ရဟန်ရင်ဟာ HYFT ကို2021ခုနှစ်မှာစစ်အာဏာသိမ်းပြီးတော့မင်းအောင်နိုင်ကစစ်တပ်လက်အောက်သို့ပိုင်ဆိုင်မှုများလွှဲပြောင်းရယူထားကြောင်းရင်းရဟန်ရင်ဟာလူမှုကွန်းနဲကေဇယ်ရေးနဲ့ပြန်လည်နေရခြားသားရေးဝင်ကြီးဌာနပိုင်မဟုတ်တော့ပဲစစ်ကောင်စီထိန်းချုပ်မှုအောက်မှာအပြည့်အဝရောက်ရှိနေပြီဖြစ်ကြောင်းလက်တလုံးမှာတော့ရန်ဖာရန်ခံပြန်သားခြင်းမှာပအချိန်အများစုရန်နာထားကြောင်းလည်းသိရှိရပါတယ်။အိုင်ဆိုင်မှုကတော့လူကယ်ပြန်ဝင်ကြီးဌာနအောက်မှာတော့မဟုတ်တော့ပါဘူး။ဥဆောင်နဲ့ဆက်သွယ်ရေး တက်မတော်လေးအောက်မှာရောက်သွားတာပါရရင်အသုံးပြုမှုအတွက်အဓိကဆုံးဖြတ်မှုကတော့တက်မတော်လေးနဲ့စေယုံကပါရက်ပတ်သုံးရရင်ဖြစ်တော့ဆက်ရှိနေသေးတယ်ပြုပြင်ထိမ့်သိမ်းရင်းနဲ့ရန်ဖာရန်ကပြန်တဲ့ကလွှင်အချိန်များစွာရန်နာထားတာပါလို့လေနေပြီးတော့တရင်မိကသိရှိတာပါတယ်အဆိုပါရရင်အသုံးပြုမှုကတော့ဒူကောင်းဆောင် တိုးဝင်းဦးဆောင်သောမြို့သားတော်ဘီအန်ဒီရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကလည်းစီမံခန့်ခွဲခွင့်ရရှိထားတော့လဲမတ်လ28ရက်နေ့တို့ရှားခဲ့သောသကိုင်းကလည်းရေးပေါ်ခဲ့စေပြီးမှလည်းရဟန်းရင်ကိုအသုံးပြုခဲ့ခြင်းမရှိကြောင်းလည်းသိရှိရပါတယ်။အန်ဒီစူရတ်ထက်2019ခုနှစ်အောက်တိုဘာလ18ရက်နေ့မှာအီတလီနိုင်ငံလီယိုနာဒို SPA ကုမ္ပဏီနဲ့အဆိုပါရဟန်းရင်ဝယ်ယူရေးစာချုပ်ချုပ်ဆိုဝယ်ယူခဲ့ကြောင်းအဆိုပါရဟန်းရင်ရဲ့ရဟန်းရင်မှု2ဦးနဲ့ဤတဲ့14ဦးစုစုပေါင်း16ဦးလိုက်ပါစီးနေနိုင်ပြီးကီလိုမီတာ6ကျော်ပြန်တိုင်းနိုင်ကမြေပြင်နဲ့ရေပြင်ကယ်ဆယ်ရေးလုပ်ငန်းများကိုလှုပ်ဆောင်နိုင်ရန်အတွက် နေစုကနေပြီးတော့ဝယ်ယူခဲ့ကြောင်းလည်းသိရှိရပါတယ်။2022ခုနှစ်ဒီဇင်ဘာ30ရက်နေ့မှာတော့အဆိုပါရရင်ဝယ်ယူခဲ့မှုအတွက်သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်တိုင်ပင်ခံပုတ်ကိုတော်အောင်ဆန်းစုကြည်တို့ကိုစစ်ကောင်စီကအခရီးလိုက်စားမှုတိုက်ဖြတ်ရေးဥပဒေဖြင့်အောင်းတန်း9နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဣတလူလူကေဇေးအတွက်ရလုံးပြရန်ရဟရင်ဝယ်ယူမှုအတွက်ဒေါန်ဆန်းစုကြည်ကိုစစ်ကောင်စီကအကြမ်းမှုဖြင့်ထောင်ဒဏ်ခုနှစ်ချမှတ်ခဲ့တော်လဲအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်ဟန်ကတော့ယခုနှစ်ဖေဖော်ဝါရီလမှာ၎င်းရဲ့မိသားစုများပြည်ပခီးစဉ်များတွင်စီးနီယံ MAIM ခံထားတဲ့ Airbus လေယာဉ်ကိုအမေရိကန်နိုင်ငံကနေထားမှငားရန်ထားရမှာအပြီးပြည့်ဝယ်ယူခဲ့တာလည်းရှိပါတယ်ကိုယ်လမ်းမျိုးတွေအားလုံးပဲပူတူမရာတီသွေးဆိုတဲ့မပူတူတကောင်ကတော့အခုဆိုရင်တော့ပြည်သေးရနေပြီးတော့ဓာတ်ရိုက်ဆက်သွယ်ပြီးတော့တတိပေးတဲ့နေသားတစ်ခုကိုလက်ခံရရှိလိုက်ပြီဖြစ်ပါတယ်။ဒါတွေအားလုံးကိုကြည့်မဲ့ဆိုရင်အမင်းစီတယောက် ခုလိုမျိုးထောင်နှန်းဆန်နေရတာတကယ်တော့ငါးမင်းဆွေတယောက်လေးတွေပေါ်လို့မပေါ့ဘူးငါးမင်းဆွေလေးပေါ်တာကိုတော်လိုင်းဤဘက်ကပီကာတွေကနေပြီးတော့ဝိုင်းပြီးတော့သူ့ရဲ့အဘဆီကိုရောက်ပို့လို့ငါးမင်းဆွေတယောက်ထောင်နှန်းဆန်သွားတာဖြစ်ပြီးတော့ဘောမတွေအနေနဲ့သူတို့ပြောတဲ့စကားတွေကိုသူတို့ရဲ့ channel link တွေမှာကြည်တာဘောမတွေပဲကြည်တာပါအဲ့နဲ့တူတော်မြမကြည့်ကြပါဘူးဘောမလူနည်းစုတကွက်လောက်ပဲကြည့်ကြတာဖြစ်ပါလေဒါပေမဲ့အဲ့ဒီလိုတို့ဘောက်တို့စော်တဲ့ဗီဒီယိုတွေကတို့လူတွေကြည့်ရလောက်နဲ့တို့ဘောက်စီမရောက်ပါဘူးအဲ့ဗီဒီယိုတွေကို online ဘက်က speaker တွေကယူပြီး reaction ပြန်လုပ်ပြီးတော့တို့ဘောက်စီကိုအားလုံးမြင်အောင်ရောက်ပို့နေသလိုဖြစ်နေတာပါအဲကြောင့်လဲ မဘူးလူတယောက်ဒီဘေးရင်ကိစ္စကိုပြောထားတဲ့ကိစ္စတွေမှာတော်လိုင်းဘက်ကစပီကာတွေအကုန်လုံးမဘူးလူကိုပြန်ပြီးဝိုင်းချတဲ့အခါမှာလဲဒီတဲ့ရေးတီတော့ပောက်ရွာဝါနေတာတို့ဖြစ်ပါတယ်ပုဒ်မတကောင်ကတော့ပြည်တဲ့ရနေပြီးတော့လက်ရိုက်ဆက်သွဲပြီးတော့တတိပေးခံလို့ပောက်ကွဲနေတာကိုတွေ့နေရပါတယ်ဟဲ့ဒီလိုပောက်ကွဲနေတာကိုအဘဒီကိုထပ်ပို့လိုက်ကြအောင်ဗျာဂျင်းညိုခန့်ချင်ရင်တော့ဂျင်းညိုနိုင်လောက်တဲ့အရေးရှိရှိအောင်ဂျင်းညိုနိုင်အောင်နေဖို့တော့လိုတာပေါ့နော်ကိုကတမန်ဂျင်းညိုခန့်ချင်ရင်ကိုကိုရိုင်းကတိလာတမန်လေးတိတ်ခါမိကျင်စရာမိကျင်တရား၁၀ပါးနဲ့ပြီးဆိုအောင်အုပ်ချုပ်နိုင်မှအပြည်သူကဂျင်းညိုတဲ့လူလူကောင်းတော့တောက်ဖြစ်နိုင်မှာပေါ့နော်ဟဲ့ဒါတော့မင်းရောမနိုင်လို့ဇော်မဲလို့တို့ဒဲချိန်ကြီးဖြစ်ပါလေ

ရှက်ပါလေ Facebook ကောင်းတွေတုံးရမေခွက်မြင်တာနဲ့ဖြောက်ချ application တခုတောင်တုံးရအာနာယူတဲ့စကွေးဟာ Bella see we the queen လဲမရ statement တော့ရှောက်ချဒီလိုဆိုတဲ့မင်းတို့တော့နာမည်တခုတော့ပေးမယ်ရလာမအေးလို့ရဲ့ဒီလိုမျိုး ပြောချင်တာလဲဆိုတော့ဟာဒီပိုင်းဖြစ်စင်တဲ့ပတ်သက်လို့ကျွန်မအမြင်လေးတွေပြောဆိုတဲ့အခါမှာအဲလက်ရှိပေါ့နော်ကျွန်မကိုအာလက်ရှိပြည်ရေးဝန်ပြည်ရေးဌာနမှာပေါ့တော်မထမ်းဆောင်နေတဲ့အရာရှိတယောက်ကနေပြီးတော့ငါပို့ဆက်လာတယ်။ကျွန်မရေပြောဆိုမှုတွေဒီကလက်ရှိအစိုးရပေါ်မှာအနေငယ်အနေငယ်ပေါ့အချင်းညိုပြက်စင်နေတဲ့အတွက်ကျွန်မကိုဟောတတိပေးတဲ့ဆိုတဲ့သဘောပေါ့နော်။ဆောကျေးဇူးတင်ပါတယ်တတိပေးတဲ့အတွက်ပြောချင်တာစကားတစ်ခုမှရှိရဲ့။ကဲရင်းတော်နဲ့လေးသွားတယ်အပအခေါ်ကြိတ်တော်မယ်ဆိုပြီးတော့ ဲ့ဒီတပိုင်းဖြစ်စင်တဲ့ပတ်သက်လို့နော်ညမနေ့ကညနေကတော့ပြောထားတာရှိပါတယ်အဆောဆုံးကြည့်ချင်းဟာလည်းနှက်ကံပြီးတိုက်နေတဲ့နှစ်ဖွဲလုံးပေါ်မှာကျွန်မပြောတယ်ဒါပေမဲ့တချို့ကအသက်သေးထောက်ထားတွေကသူတို့ပြည်ထဲတည်းအချင်းချင်းလှုပ်တာလို့ပေါ်လင်းနေပါလိမ့်နဲ့ကျွန်မကဘာလို့လဲရှိအစိုးရဘက်ကိုပြောလဲဆိုရင်ရှိမှလည်းပဲဘကူးမျိုးဝင်နေမိတာအောင်ဆရာတော်ကြီးပြန်လုံတော်မူခဲ့တဲ့ဖြစ်စဉ်မှာပြောင်းလင်းပြောင်းစားခဲ့တဲ့အတွက်ထပ်ပြောမယ်နော်ထပ်ပြောမယ်နော် ကျားရင်တော့ဇုံမဲလို့မင်းကိုထပ်ပြောမဲတဲ့မင်းသမီးကနေပြီးတော့ရှေ့မှာလည်းပဲဘကုမျိုးဝင်းနေမိနိုင်အောင်ဆရာတော်ကြီးမဟာနာငင်းဆရာတော်ဘုရားကိုမာယုံပြီးပြက်ခတ်မိရဆိုလို့ရှိရင်လည်းမာယုံပြီးပြက်ခတ်မိရလို့မဝင်ခံပဲနဲ့ PDF တွေပြည့်လို့သိပါတယ်ဆိုပြီးတော့နိုင်ငံတော်အစင်သတင်းလိမ့်လည်မှု လုပ်ခဲ့တဲ့အတွက်နိုင်ငံတော်အစင်သတင်းလိမ့်လည်မှုလုပ်ခဲ့တယ်လို့ lobby တွေနဲ့လည်းဝါရဖြန့်ခိုင်းခဲ့တဲ့ထောက်ထားတက်တည် ပြည့်ချက်ရှိနေတဲ့အတွက်ကျေရှင်းရနော်ဘောဘုံဟိ ကျော်စိုးဦးကျော်မျိုးမင်းမင်းတို့အစရှိတဲ့ဘောမဆန်နိုင်ပါစုလို့ဘာစုလို့ညာစုလို့မင်းတို့အကုန်လုံးဓာတ်ကိုကြိတ်နေပြီတော့ပူတူမကတော့မင်းတို့ဒီတိုင်းခံနေရတော့ပြန်ကြိတ်ပြန်ကြိတ်ပူတူမကိုထဲအောင်ပို့ကြစမ်းလက်ရှိဒီပိုင်းရည်ပြည့်စုံကိုလည်းပဲအစိုးရအနေနဲ့ကတိတိကျကျမထုတ်ပြန်ဘဲနဲ့ဒါဗီရီယိုတွေပဲလုပ်ပါတယ်ဆိုပြီးကျမကျမမဘုဒ္ဓမဟာသွေးကျမအမြင်နဲ့ကတော့တတိယကျမမဝေဖန်ဘူးကျမမနှုံးတတ်ဘူးနော်သူပြည့်သူခံကိုပြည့်ကိုခံကိုတမိုင်းကြောင့်ကိုရေးလိမ့်မယ် 大妹们都讲俺江做那你就说别崩吃老爷你里的白包讲那老爷的一片都讲俺江做表专门吃完了，喏、嗯，说说看，哎，今晚家里也别老下多说哪里，变态老爱吃妈的，那些说家锅，尽量别吃也把人家做表这么过喏。嗯嗯 ်ချင်းညိုပြက်စီရဆိုလို့ရှိရင်လည်းချင်းညိုချင်းညိုခံချင်ရင်တော့ချင်းညိုနှိုင်းလောက်တဲ့အရေးရှိအောင်ချင်းညိုနှိုင်းအောင်နေဖို့တော့လိုတာပေါ့နော်ကိုကတည်းကချင်းညိုခံချင်ရင်ကိုကိုယ်တိုင်ကသီလသမားတွေတိတ်ခါနေချင်းစရာမိကျတရား၁၀ပါးနဲ့ပြည့်စုံအောင်အုပ်ချုပ်နိုင်မှအပြည့်သူကချင်းညိုတဲ့လူလူကောင်းတော့တောင်ဖြစ်နိုင်မှာပေါ့နော်ရှေ့မှာလည်းပဲဒီဘိုးမျိုးဝင်းနေမင်းတဲ့ရုံဆရာတော်ကြီး ဖြစ်စံတာပတ်သက်ပြီးတော့နိုင်ငံတော်ဆင့်သတင်းလိမ်လည်ပြီးတော့ lobby တွေကိုဝါဒဖြန့်ပြီးလိမ်လည်ခဲ့တဲ့ထောက်ထားတွေရှိတဲ့အတွက်လက်ရှိဒီဘက်ရင်ဖြစ်စံမှာလည်းပဲအစိုးရကတိကျစွာမထုတ်ပြန်မဲနဲ့ဒီကိစ္စက PDF တွေလောက်တာပါလို့ကျွန်မကတော့တတိချာမစိုးစွဲကြပါဘူးခုတော့ဒီခမာဆိုရင်သူ့ရဲ့အဘကိုပတ်သက်ပြောနေရဖြစ်ပါတယ်ပြောနေတယ်ဆိုပြောမှာပါဗျာဒီလေအတီတော့သူ့ကိုဆက်သွဲတော့တင်းပြီပေါ့အဘဘောမနေပါရဲ့ဆိုမှဘိုးကြီးရဲ့ကြီးလာပြီးတော့လေပင်းကိုပြီမျက်လုံးကပြူရှားထွက်တော်မနေထောက်ရောက်နေတာဟုတ်ကဲဘာပဲပြောမပူတူတယောက်ဘလို့မျိုးစကားတွေပဲပြောပြောဒီသူတွေပေါ်ကိုပေါင်900ရီပေါင်1000ရီပေါင်3000ရီအတီတော့ က်ခိုင်းတဲ့ဗီဒီယိုတွေကလည်းအရင်တော့တသက်သေခုရှိခဲ့တာအလုံးသိမှဖြစ်ပါတယ်။ဒါကြောင့်ဒီဘောမာတွေကကွင်းလို့ဆရာမရှိရဖြစ်တဲ့အတွက်ဒီဘောမာတွေကိုဘယ်လိုလမ်းကြောင်းနဲ့ဘယ်လိုပို့ရမလဲဆိုတာကတော့တုံရင်ကြုံလို့ပို့ပေးရမှာတော့အမှန်ပါပဲ။ဘယ်အချိုကလာ pre-election for it နော်။ဒီကောက်ဘယ်ကလာ election day ဒီကောက်ဘယ်ပြီးသွားတဲ့ကလာ post election အဲ့ဒါပြီးတော့ထွက်လာတဲ့ဂျာလာပြီးပြည်ရင်းပြည်ပကလက်ခံတဲ့ legitimacy ပဲလေရလေကပြည်ပြည်ပလက်ခံတဲ့မင်းတို့စစ်တပ်ကလက်မခံမဲ့အာဏာသိမ်းမယ်ဆိုလည်းထည့်ပြောပါအောင်ဟာ တောင်းဝင်အချို့ကိစ္စတွေကကျွန်တော်နိုင်ငံပါတီတွေကလုံးအောင်။ဟောကျွန်တော်နိုင်ငံကျွန်တော်ရွေးကောက်ပွဲကျွန်တော်ပြည်သူတွေတွက်ဆောင်းလာဖြစ်တယ်ကျွန်တော်တို့ကသိတာလို့အကြံပြုပါမယ်။သိတာလို့အကြံပြုတာမဟုတ်မင်းတို့ကောင်တွေကနေပြီးတော့ကိုလဲမဲလဲမနိုင်ကောစစ်တပ်ကအဘဘောပြေးမာပြီးအဘနဲ့ပူပေါင်းပြီးတော့ပြည်သူတင်မြောက်ထားတဲ့လက်နက်မရှိတဲ့ဆိုးရွားကိုမင်းတို့ဖြုတ်ချခဲ့တာတော့အဲ့တော့မင်းတို့ပြောခဲ့တဲ့စကားတစ်ခုရှိသေးတယ်ဗါတယ်မင်းတို့ပြောခဲ့တာ ါတို့ကိုလာမဆန်းနဲ့ငါတို့ကိုလာဆန်းရင်ငါတို့နောက်မှာအင်အားပရောက်ရှိတဲ့တည်သွားမယ်ဆိုတဲ့စကားကိုမင်းတို့ကိုယ်တိုင်းတရင်သာရှင်းလင်းမှပြောခဲ့ပြီးတဲ့မကြခင်မှာပဲအာနာသိမ့်မှုကိုမင်းတို့ရေစတင်ဖို့ရဲထုတ်ဆောင်ခဲ့တာအဲဒါတော့လည်းမင်းတို့ကိုပြည်သူတွေကလည်းဘယ်တော့မှအင်ညိုစရာအကြောင်းမရှိသူတို့ဘယ်တော့မှလည်းမင်းတို့အုပ်ချုပ်ခွင့်ရဖို့လေမျော်လင့်မနေနဲ့ဆိုတော့မင်းတို့တည်ဖို့လိုတယ်ပါတီဟုတ်ကနကူပါတီဟုတ်ကနကူပြည်ခိုင်မျိုးဥဆောင်တော့ပါတီ32ပါတီပေါ့နော်နော်အာ32ပါတီပေါ့နော်32ပါတီပေါ့အဲ32ပါတီကနေပြီးတော့ တော့ဆူနေကြတယ်ဆိုတော့တို့ရဲ့ပေါင်ထိုင်32ပါးနေဆူနေဆူနေချက်ထမှာပါလာတဲ့အချက်ကလေးတွေပေါ့နော်စိတ်ဝင်စားဖို့ကောင်းတယ်အဲကျွန်တော်လည်းပြုံးစီစီပဲကြည့်နေပါတယ်နော်ပြီးတော့အဲ့ဗီဒီယိုဘိုင်းမှာတန်းနေကြည့်ပြီးတော့လို့ဒီပါတီအုံ30နှစ်ခုရဲ့ခေါင်းဆောင်အုတ်ခေပေါ့ဟုတ်လားဟုတ်လားခေါင်းဆောင်ပါတီကဘာလဲခေပေါ့အုတ်ခေရောက်ပါလားအောက်ဝင်သွားကြပြီလားအဲ့လိုမျိုးသဘောမျိုးလေးပေါ့ဆူနေတယ်လို့ဆိုပေမဲ့ပြည်လည်းပြောဥခင်ရထားနှုတ်ဆက်တော့ဥခင်ယူယူကျွေးလိုက်လို့ဆက်အရကြာစဉ်းစားနေ တို့လည်းပါတီဥက္ကဋ္ဌဥက္ကိညပါတီဥက္ကဋ္ဌဘာမိစ္ဆာကြီးဘာမိစ္ဆာလို့လေဥက္ကိညပါတီရဲ့ဥက္ကိညမသိနေအစိုးရဘက်ဝင်ကြီးကြာနေအစိုးရဘက်အစိုးရဘက်ခေါင်းဆောင်ကြာနေရတယ်သူကမဲသူကမသိပါတီ32ခုရဲ့ခေါင်းဆောင်ကြာနေရတယ်တို့ကအကုန်လုံးဥက္ကိညလေးနဲ့ထိုင်ပြူကြရဲဆိုတဲ့ရဝေဘန်းနေတာကျောစင်းသားနဲ့အဲ့တော့ပါတီရဲ့မခိုင်းတော့တွတ်တွေ့ရတယ်ဒါဆိုကျွန်တော်ပါတီနဲ့ပတ်သက်ဝေဘန်းအောင်မဲဒါနဲ့ခုတော့စောလေးလိုခဏတည်းရဆိုအာလုံးမှာဝေဘန်းမပူနဲ့လုံးမှာကျွန်တော်နားမှာအဲ့ပါတီတို့ထည့်တူမှာโอเคပါအဲ့တော့အဲ့မှာပြီးတော့ပါတီရဲ့ပတ်သက်လို့ရှိရင်လည်းသူတို့ပြောတဲ့စကားလေးတစ်ခုပါလာတယ် နိုင်ငံပါတီတွေရတဲ့6ပြီ6တော့6ကြီး6ချက်လက်လက်ကန်အဖွဲ့ငယ်တွေတော့တော့ဩသာတိကမနေပါသလိုဖြစ်နေတယ်တဲ့ဒီချက်ကိုနိုင်ငံပါတီကနိုင်ငံတော်နဲ့လူစုပေါင်းကအဖြေချဆောင်ဖို့လိုတယ်တဲ့နော်အဲ့ဒါကိုသူထည့်ပြောတယ်ရှင်းရှင်းလေးရကြနိုင်ငံပါတီကလက်ရှိကနေကန်ဖွဲ့စည်းလို့တော့ဩဇာတိတ်မှမရှိဘူးဘယ်ရှိမလဲကြောက်တာဟုတ်တယ်ဟင်ဟမ်ကျွန်တော်ပြောရရင်ရှင်းရှင်းလေးကျွန်တော်နိုင်ငံပါတီတကယ်တော့မှာအဲအခုလက်နက်ကန်ဖွဲ့စည်းတဲ့ကောင်တတ်တာပတ်တတ်ခံရရဟင်ဟမ် ငါတို့ပါတီမှာမင်းငါ့ကိုတတ်လိုက်ရင်နောက်ထပ်ခေါင်းဆောင်အစ်တလောမှာသိအသေးနာဦးကျော်သားဆိုလို့အသေးခံရမယ်ဦးခင်ယူအသေးခံလေးရမယ်အဲ့မှာရှိတဲ့ပါတီတက်တဲ့ပါတီကိုလုပ်ရအကုန်အသေးခံပေးရမှာကောင်းတယ်ဒီကောင်းတယ်နေရလက်ရှိချိန်နဲ့အင်မနာမတ်ပြောဆန်တက်ပြတ်တယ်မလေးအမလေးအမလေးအမလေးငါတို့တတ်ဖို့တတ်ဆန်လို့ငါတို့တတ်အသေးခံရောတတ်လို့ပြောရင်ပေါ့ကလေးပေါ်နေပြီးရက်ကတတ်သွားအသေးခံလိုက်နောက်ထပ်ဒုတိယခေါင်းဆောင်တက်လာပတ်ရောပြီးရက်တတ်တော့သိပစီပေါ့ကလေးပြီးရက်တတ်တာအသေးခံလိုက်ပေါ့ဖြစ်တော့တိုင်းပြည်တကယ်ချင်းအသေးခံရမယ်တကယ်တကယ်ချင်းအသေးခံရမယ်အသေးခံရပါလေ ကိုကဘာလို့ဆိုတော့တေမာဆိုတော့မပြောမပြောတော့အဖေလည်းဆိုလက်နက်ကင်ပေါ်ရီယာပြီးလက်နက်ကင်နဲ့ကောင်ရီယာအဲပီဒီရီပေါ်လာကြည့်ပြီးတော့နိုင်ငံပါတီဟောင်းဆောင်တွေအကုန်လုံးကပါလေလက်ကိုပါလေဝလုံးကောင်းထဲမှာလာတာတနေ့မှာစူးချေနေဆွနေဆွနေဆွနေပြီးတော့အသေးလည်းမခံရဘူးကြောက်တာတုံယုံကြောက်တယ်အဲ့မအဲ့လိုမပြောနဲ့လေကွာတကယ်ကြောက်တယ်ငါကြောက်ကြည့်ပဲတကယ်ကြောက်တယ်အဲ့ဒီသူပီဒီရီကိုရှုတ်ချကြောင်းပီဒီရီကိုလုံးဝငါတို့မင်းတို့ မင်းတို့ကတော့ဘယ်လိုလဲဆိုတော့ငါကောင်းအောင်ပြုပါရောမင်းတို့လာတယ်ဘာပြုမင်းတို့တက်လဲငါခံရရောငါတို့ကနိုင်ငံရေးလုပ်ပါအသေးခံရရုံးမှာကွာဆိုပုံလမ်းမင်းမမမမပြောရပါဘူးဟောမင်းကျွန်တော်တို့တက်ရင်ဘယ်လိုလုပ်မလဲအဲ့လိုလုပ်ပြီးမရှိုင်းကြလောကွာအဲ့တော့ဟိုကဩဒါရီကမှမကြည့်ခနဲ့တနေ့ကြည့်ခနဲ့ဆိုတော့တို့ကအဲ့တော့တို့ကခန္ဓာအခက်တွေကိုရပါတယ်နော်ติมะปิวกูนะรู้ออดาติมาเบชิมเลยเปียขนาดกว่าจောက်ดาโหลปีเดียตัดมาจောက်ดาโหลขนาดรู้ปาร์ตี้กูโหลอ่ะมิตรตาเลยไม่ใช่ครับ ကိုကြီးလာတယ်လည်းမရှိဘူးတတ်တီးလည်းမရှိဘူးသူလည်းမရှိဘူးဟမ်အဲ့တော့တော်တော်ပါလီကဘာလုပ်နေလဲဆိုတော့ပင်မကြောက်ကြည့်ကြတာရေဟုတ်လို့ပြီးတော့ကိုကျိုးစီပွားရေခင်ဗျပါတီစုပြီးစီပွားရေလို့ကိုကျိုးစားနေရတာကျွန်တော်ချက်ချတယ်နော်ခင်ဗျားတို့ဒီဟောကဲပါတီထောင်ပြီးတော့စီပွားရေလုံစားဖို့ဆင်လောက်တော့ခင်ဗျားတို့ပါတီထောင်လဲဆိုတော့ရှက်ဖို့လည်းကောင်းတယ်ကိုကိုလည်းရှက်ကြအောင်ဘယ်ပါတီလဲကျွန်တော်သိတယ်နော်မပြောသေးဘူးဒီပါတီထောင်ပြီးစီပွားရေလုံစားနေတယ်တဘုံကြီးပဲသူလာနေပြီရှိနေပြီကိုတည်းကတော်တော်စိုးရတဲ့ကိစ္စပဲပြည်သားကြီးကဘယ်လိုမြင်မလဲမသိဘူးခင်ဗျဟုတ်ကဲ့လူကြီးကဘုသူကြီးမရောက်နိုင်တဲ့ကျွန်တော်ဆိုရင် ဆော့ဘောလို့ပဲကျွန်တော်မြင်မှာပေါ့သူ့နေရာကိုသူ့ပြီးမဲ့နေရာကျွန်တော်လာဆိုရင်အဲ့လိုမြင်မှာဟောငါပေါ်ရင်ငါပဲကွာအားရရင်ဘူးလေအပါတီထောင်ပြီးတော့နိုင်ငံရေးလုပ်ငန်းစာလောက်ဇစီဝိုင်းလုပ်စားနေတဲ့ငပေါ်ရင်ငပဲအဲ့လိုပဲကျွန်တော်မြင်မှာကျွန်တော်ဆိုရင်ဝန်တာစာကောင်းပါဘယ်လိုမျိုးမျိုးလဲလို့မမြင်ဘူးတင်နေမြင်မြင်နေမှာအဲတကယ်ဟောတာအချင်းကြီးဖို့လေးစားဖို့ဆိုတာကအချင်းကြီးလေးစားတဲ့လူရဲ့လုပ်ရမှာဒီကြီးလေးစားမှာပေါ့အခုကဘာဖြစ်လဲစီးပွားရေးလုပ်စားမှာပတ်သက်ရှာစားမှာကိုလိုစီးပွားရေးလုပ်ဖို့ပြင်နေကောင်အများကြီးပဲ တော့ဒီပါတီရကောင်တွေကိုဘယ်လိုမြင်မလဲဆိုတာတော့ရှင်းပါတယ်ဒါသူ့အနေနဲ့ကတော့ပါတီရကောင်တွေကိုထိုးကျွေးမှာပါရဲ့အချိန်တိုင်းတော့ဒီကတော့သူကတော့သူ့အာနာကိုမပေးရဘူးပဲဆက်ပြီးတော့သွားမှာတော့သိကြပါပဲဘာလို့လဲဆိုအာနာပေးပြီးအာနာဆုံးရှုံးသွားတဲ့ခါမှာနောက်တလာမဲ့ကောင်ကသူ့ကိုနောက်ကျောင်းကနေပြီးပြီးတော့အကြီးကြီးပို့မအောင်ကြောက်တဲ့ကောင်ပါဒီလိုမျိုးအာနာယူနေတဲ့ကောင်တကောင်ကဒီလိုမျိုးအာနာကိုပြက်ပြီးမဲလို့ထင်းနေတယ်ဆိုတဲ့ကမင်းတို့ကောင်တွေကဘလို့အုံတော့ပဲရှိတယ်ဆိုတာကိုအသက်တာကြီးပြီးတော့ဉာဏ်ရင်မမီတဲ့ကောင်တွေလိုပဲကြားပြီးသုံးပြမှာဖြစ်ပါတယ် ားလုံးဒီတိုင်းပဲစစ်ကွေးတွေကိုလင်းဝင်ဖို့တော်လိုင်းရေးဘက်ကသူတွေကနေပြီးအစင်းဒီဇိုင်းနဲ့မြေနဲ့ခုံနေကြတာလေးနှစ်ကျော်ကလောက်ရောက်ခဲ့ပါပြီ။ဒါပေမဲ့စစ်ကွေးတွေဆိုတာဘလို့ကောင်းလေလဲ။ဘလို့မှပြုတ်အောင်ချွတ်လို့မရတဲ့ကောင်းလေ။သူတို့ဘုရားသခင်ရှင်ကနေပြီးစင်းပြီးတွတ်အောင်ချွတ်ရင်တော့ချွတ်မကောင်းနေမဟုတ်ပါဘူး။သူတို့ချွတ်လို့ရတာတစ်ခုပဲရှိပါတယ်။တော်လိုင်းရေးညီကိုတွေပဲရှိပါတယ်။ဒါကြောင့်စစ်ကွေးတွေကိုမိခဲ့မယ်ဆိုရင်တော့ထမင်းကြီးရာတွေကိုရက်တင်နေနေတာတခုတော့ရောက်ရှိနေပါတယ်။အကြောင်းပြည်သူတွေရဲ့အလိုဆန္ဒအတိုင်းတော်လိုင်းဘက်ကလည်းပြေးပြေးနိုင်ပါသေးတယ်လို့ဒီနေရာကနေပြီးတော့အမှန်ပြေးလိုက်ပါတယ်။ဆွဲနှက်ပေါ်တော့ ကဲမင်းရဒီစပိတ်ရောက်မလွယ်တာငါတို့တော်လိုင်းပဲကောင်းနေရမင်းတို့စကန်ဝင်သိရင်အတစိတ်အကုန်လုံးခြေတော့မှာကတ်တာဟာ